မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာသတင်းချန်နယ်ကနေဒီနေ့စက်တင်ဘာ29ရက်နေ့အတွက်တနိဒာရှိပန်းစာနောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့အတွက်အရေးကြီးဆုံးသတင်းတစ်ခုကတော့စာဝင်နှန်းလေးကိုစိတ်လိုက်မှပါလုံလိုက်တဲ့ပြုမှုတစ်ခုကြောင့်အမှုရင်ဆိုင်ရနိုင်လို့လူပြောများနေတဲ့ပိုးချခင်မွန် PK ထွန်းသတင်းတကယ်မချစ်လို့ဒူးမထောက်တာဆိုပြီးပြောနေတဲ့သူတွေကိုတကွက်ပြကစိုးပြေတဲ့စင်ကိုဒူးထောက်ကချစ်ခွင်ပတ်မိလူပုံလေးမှာအပေါ်ရီပြီးခဲ့တဲ့ဟေဝီရဲ့တဲ့ တဲဆုံငယ်ငယ်ဂျေကေဆိုဖီယာနဲ့သူ့ဖန်တွေကအတင်းထထုတ်ကြတဲ့ပုံမှာခုလိုပြောလာတဲ့ထူအန်လွင်တဲ့သူသမီးနဲ့တပုံတွဲရလို့ဆိုပြီးခွေးလုံးမောင်အလုံးထုတ်လိုက်ကြောင်းပြောပြလာတဲ့ဆိုင်ဝန်တန်းလေးတဲ့နဲ့အန်အောင်ဆရာအကောင်းဆုံးတဲ့တဲ့ပုတ်ကတော့မင်းသမီးကြီးဦးဝဲရဲ့ပုံစံကိုတမျိုးကြီးလို့ပြောပြလာတဲ့ဖြိုးငွေဆိုတဲ့တဲ့လိုပဲဖြစ်ပါတယ်ရှင်။ဆိုင်ဝန်တန်းလေးကိုစိတ်လိုက်မှပါလုံးလိုက်လို့အပြုတ်မှုတစ်ခုကြောင့်မှုရင်ဆိုင်ရနိုင်လို့လူပြောများနေတဲ့ပိုးချခင်မပီကေတုံး ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့အများပြည်သူကြားတော်လေးကိုပြောစရာဖြစ်နေတဲ့ကိစ္စလေးတစ်ခုရှိပါတယ်။အနာကတော့အလူတန်းရရောပြီးစိတ်ထားကောင်းနေလို့နာမည်ရှာတဲ့တရုတ်ဆောင်ပိုးချဖြူခင်ရဲ့ခင်မုံကိုပီကေတွန်းတယောက်သူ့ဆိုင်ကဝန်ထမ်းလေးပုံစိတ်လိုက်မှပါပြုမှုမိရာကနေဥပဒေနဲ့ရင်ဆိုင်ရနိုင်တဲ့အခြေအနေထိဖြစ်လာတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကိုပီကေတွန်းနဲ့မပိုးချပြူခင်တို့စနေမောင်နှံဟောင်းပြိတ္တိတီကြတဲ့တိုင်အလူတန်းနေမှာလက်မနေတလို့သူတို့ရဲ့ဝန်ထမ်းနေပုံမှာလည်းကောင်းမွန်စွာဆက်ဆံတက်တယ်လို့နာမည်ကောင်းရှိသူတွေပါဒါပေမဲ့ကံမကောင်းစွာနေပဲသူတို့ဟောင်းဝန်ထမ်းနေကြောင်ပြဿနာတန်ရတာနာမည်ထိခိုက်ရတာတွေထက်ခါတလေလေကြုံတွေ့နေရပုံမှာပဲ လွန်ခဲ့တဲ့အချိန်ကမှဝန်ထမ်းတူရဲ့မယူတာမှုကြောင့်တိန်300ကျော်တန်မှုရှိစိန်ဆွဲသည့်တခုဆုံးရှုံးခဲ့ရတဲ့ဖြစ်စုကိုကြုံတွေ့ခဲ့ရပြီးအခုတခါမှလည်းဝန်ထမ်းတူနဲ့ပတ်သက်တဲ့ပြဿနာကြောင့်လူမှုကွန်ရက်ပေါ်မှာနာမည်ပြန့်ရပြန်ပါပြီဒီတစ်ခေါက်ပြဿနာရဲ့အရင်ခံကတော့သူတို့ရဲ့သမီးလေးနဲ့ဇနီးပေါ်ကာကွယ်လိုစိတ်ကနေစတင်ခဲ့တယ်လို့သုံးသပ်ရနိုင်ပါတယ် ဖြစ်စဉ်ကိုပြန်ကြည့်ရင်ဝန်ထမ်းလေးကိုစစ်သွင်းရန်ကောင်သူတို့တမီးလေးနဲ့တစ်တော်ရှိုက်ကူးတင်ခဲ့ရကနေမပိုးချပြုခင်ကဝေရောက်တတိပေးခဲ့ပြီးအဲ့ဒီအပေါ်မှာဝန်ထမ်းလေးကပြန်လဲပြောဆိုခဲ့ရကနေအခြေတင်ဖြစ်ခဲ့ပါတယ်ဒီကိစ္စကိုကြားသိရတဲ့အခါဖခင်တယောက်ခင်မောတယောက်ဖြစ်တဲ့ကိုပီကေထုံးအနေနဲ့သူ့မိသားစုကိုဝန်ထမ်းတယောက်ကအလေးမထားပဲပြန်လဲပြောဆိုတယ်လို့ယူဆပြီးဒေါသစိတ်နဲ့အတူစိတ်လိုက်မှန်ပါပြုမှုခဲ့မိပုံရပါတယ်။ ကိုစစ်သွင်းရဲ့ပြောကြားချက်အရကိုပီကေထွန်းဟာသူ့ကိုကိုတိလင်းရောက်ပြုမှုခဲ့တဲ့ပြင်မိမိသားစုကိုပါဒုက္ခရောက်အောင်လုပ်မယ်ဆိုရင်စကလုံးနေနဲ့ပါချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒီလိုချင်းချောက်စကားပြောဆိုမှုကလည်းမိသားစုကိုကာကွယ်လွန်စိတ်လွန်ကဲရခါနဲ့ထွက်ပေါ်လာတဲ့ဒေါသစကားတွေဖြစ်နိုင်ပါတယ်။ဘလုံးချောင်းပြချက်ပဲရှိနေပါစေ။အခုဖြစ်ရမှာကိုပီကေထွန်းရဲ့ပြုမှုဟာဥပဒေအရရေးယူခိုင်းရနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းလေးဘက်ကသာတည်ယံဝဲတိုင်ကြားခင်မယ်ဆိုရင် အမှုရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ ဒီပုံမှာလူမှုကွန်ရက်သုံးဆွဲသူတချို့ကတော့ဘလောက်ပဲဒေါသထွက်ထွက်ကိုတိလက်ရောက်တော့မလုပ်သင့်ဘူးဝန်ထမ်းကိုအလုပ်ဖြုတ်လိုက်ရုံနဲ့ပြဿနာပြေလည်နိုင်တာကအခုလိုလုံလိုက်တာပိုဆိုးသွားတယ်လို့ဝေဖန်နေကြပါတယ်တကယ်တမ်းဘသူကဘလောက်ထိလွန်ကျူးခဲ့တယ်လဲဆိုတော့ကိုတော့ဖြစ်စဉ်တစ်ခုလုံးရဲ့ CCTV မှတ်တမ်းကိုပြန်လည်ကြည့်ရှုနိုင်မှသာအပြေမှန်ပေါ်မှာဖြစ်တယ်လို့လည်းသုံးသပ်နေကြပါတယ်။ တချို့ကလည်းဝန်ထမ်းကောင်တွေကတမင်ပွဲရှာနေဆန်ရှင်မကြိုက်တဲ့ဗီဒီယိုဖိုင်ကိုဖျက်ပြီးလိုက်ပြီးနေတာပဲဆိုပြီးပြောကြတာပါဒါပြင်ကလေးဗီဒီယိုကိုခွင့်ပြုချက်မရဘဲ TikTok ပေါ်တင်တဲ့ပုံမှာပို့ချပြုခင်တို့ဘက်ကတရားစွဲလို့ရပါတယ်ပါဖြစ်ဖြင့်ချုံငုံကြည့်ရရင်တော့ဒီကိစ္စဟာစိတ်ထားကောင်းတဲ့လှုပ်ရှင်တူကသူမိသားစုကိုကကွယ်လိုစိတ်နဲ့ဒေါသလျောက်ပြုမှုမိရကနေဥပဒေနဲ့ပါညှိစွန်းသွားနိုင်တဲ့သင်ခန်းစာယူစရာဖြစ်ရင်တခုလို့ဆိုရမှာပါ ပြည်သက်ကြီးတို့အနေနဲ့ကောင်ဒီဖြစ်ရပေါ်မှာဘလို့မြင်ပါသလဲမိသားစုကိုကာကွယ်လို့စိတ်ကဥပဒေကိုကျော်လွန်တဲ့လုံရက်တစ်ခုအတွက်အကြောင်းပြချက်ဖြစ်နိုင်ပါသလားကိုယ့်ရဲ့မြင်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်တကယ်မချစ်လို့ဒူးမထောက်တာဆိုပြီးပြောနေတဲ့သူတွေကတကွပြကစိုးပြေတဲ့စင်ကိုဒူးထောက်ကချစ်ခွင်ပန်းပြီးဒူးပုံလေးမှာအပေါ်ရီပြေးခဲ့တဲ့ဟင်ဝေယံ ဆိုပြတဲ့စင်ကိုတကယ်မချက်လို့ဒူးမထောက်ဘူးဆိုပြီးဝေဖန်နေကြတဲ့သူတွေကိုတကွက်ပြလိုက်တာကဟိဝင်ရမှာအခုဆိုဟိဝင်ရကလူပုံလေးမှာဆိုပြကိုဖက်ပြီးအောက်ပွားပေးပြလိုက်ပါပြီလွန်ခဲ့တဲ့ရက်ပိုင်းကမင်းသမီးကျော်ဆိုပြတဲ့စင်ရဲ့မွေးနေ့မှာဟိဝင်ရကလက်ထက်ွင့်တောင်းခဲ့တဲ့တည်င်းကပရိသတ်တွေကိုဝမ်းသာစေခဲ့ပေမယ့်အဲဒီနောက်ကကဝေဖန်မှုတွေကတော့ internet social media ပေါ်မှာမိလိုပဲပြန့်နှံ့နေတာအလုံးသိပဲဖြစ်မှာပါရှင် အဓိကပြဿနာရဲ့အစကတော့ဟဲဝင်းရဲ့တရားသူ့ချစ်သူကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာဒုမထောက်ခဲ့တဲ့ကိစ္စပါပဲ။ဒီဖြစ်ချက်လေးတစ်ခုရဲနဲ့တဲ့လူတွေကဟဲဝင်းရဲ့ကိုစိုးပြီးတစင်ပေါ်တကယ်မချစ်ဘူးလို့ထင်ကြေးပြီးဝေဖန်ခဲ့ကြပါတယ်။သူတို့ရဲ့စိတ်ထဲမှာဟင်းဝင်ရဟာစိုးပြေတစင်ကိုလေးလေးနက်နက်ချက်တာမဟုတ်ဘူးအပေါ်ရမယ်ဒါမှမဟုတ်တခြားသောအကြောင်းအရာတွေရှိနေရမယ်ဆိုပြီးထင်မြင်ချက်တွေမျိုးမျိုးပေးခဲ့ကြပါတယ် comment တွေ post တွေမှာဆိုရင်အချစ်စင်မှန်ရင်ဘာလို့ဒူးတစ်ဖက်တောင်းပြီးဂုံယူစွာနဲ့လက်ထပ်ခွင့်မတောင်းရရတာလဲသူတကယ်မချစ်လို့နေမှာပေါ့လူရှိမှအဲ့လောက်တောင်မလုပ်ပြချင်ဘူးလားဆိုရင်မှတ်ချက်တွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်တဖက်မှာခြားတော့ပိုပြီးအတွေးလွန်နေသူတွေကဒါကဟင်းဝီရရဲ့မိသားစုအထူးသဖြင့်သူ့မိကသူ့သားကိုတခြားတယောက်ရှိမှဒူးထောက်တာကိုသဘောမတူလို့ဒူးမထောက်ခိုင်းတာဖြစ်မယ်ဆိုပြီးမိသားစုရေးထီဆွဲထည့်ပြီးဝေဖန်ပြောဆိုခဲ့ကြတာဟာတော်တော်လေးကိုပြင်းထန်ခဲ့ပါတယ် ဒီစကားတွေကဟင်းဝီယန်ရဲ့ချစ်စစ်မှန်မှုကိုမေကွန်ထောက်ယုံတာမကသူ့ရဲ့လေးစားမှုကိုပါထိပါလာခဲ့တာပါဒီလိုရက်နဲ့ချီပြီးအပြောခံအဆိုခံဝေဖန်ခံနေရတာကိုမခံနိုင်တော့တဲ့အဆုံးမှာတော့မင်းသားဟင်းဝီယန်ကသူ့ရဲ့ချစ်ကိုတတ်သိပြဖို့အတွက်အလုံးအံ့အသက်သွားစေမဲ့အကွက်တစ်ခွက်ကိုပြလိုက်ပါတော့တယ် ။မကြသေးခင်ကကျင်းပခဲ့တဲ့ site promotion ပွဲတစ်ခုမှာပရိသတ်တွေကင်မရာတွေအားလုံးရဲ့ရှင်းမှမှာပဲဟိဝရန်ကချစ်သူစိုးပြေတစင်ရဲ့ရှင်းမှဒူးတစ်ပတ်ကိုကြာကြာနာနာထောင်းသူမရဲ့လက်ကိုကျင့်ကျင်နာနာခိုင်းပြီးဒုတိယအကြိမ်ဖြင့်လက်ထပ်ခွင့်ကိုတရားဝင်ထပ်မံတောင်းခံခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်နဲ့တင်သူမရခဲ့ပါဘူး။ သူကတကယ်မချစ်ဘူးလို့ပြောခဲ့တဲ့သူတွေဝေဖန်ခဲ့တဲ့သူတွေအလုံးပစပ်ပိတ်သွားအောင်မျက်မြင်သက်သေးဖြင့်မြင်အောင်ကိုပဲလက်ထက်ခွင့်တောင်းပြီးနောက်မှာစိုးပြေတစင်ရဲ့ပါလီကို အနန်းနေချွေအပွားတွေချင်းချင်းပြီးခဲ့တာကတော့တကယ်ကိုချစ်စင်ရဲ့သက်သေးပြားချပါပဲဒီမြင်ကွင်းကတော့သူတို့နှုတ်ကိုဝေဖန်နေတဲ့သူတွေအတွက်အကောင်းဆုံးဖြေတစ်ခုဖြစ်ပြီးသူတို့ရဲ့ပြည်သက်တွေကိုတော့အတိုင်းမသိပီတိဖြစ်စေခဲ့ပါတယ် အဆုံးသတ်မှာတော့ဟဲဝီရန်ရဲ့တီးဖြူမှုဟာလူတွေကျင်းတဲ့အောင်လှုပ်ပေးလိုက်တဲ့ပုံစံမျိုးဖြစ်နေပေမယ့်တဖက်မှာလည်းသူ့ချစ်သူပေါ်ထားတဲ့သူ့ရဲ့လေးစားမှုနဲ့အချစ်ကိုလူသိရှင်ကြားတက်တည်ပြလိုက်တာဖြစ်လို့ချီးကျူးစရာပါပဲ။ပရိသတ်တို့ကရောဒီလိုဝေဖန်မှုတွေကိုလူပုံလင်မှာဒရမာတခင်းနဲ့တုံ့ပြန်လိုက်တဲ့ဟဲဝီရန်ရဲ့လုံရအပေါ်ဘယ်လိုထင်မြင်မိပါသလဲ? comment မှာကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးရှင်။ သူသမီးနဲ့တက်ပုံတွဲရိုင်လို့ဆိုပြီးခွေးလုံးမှာအလုတ်ထုတ်လိုက်ကြောင်းပြောပြလာတဲ့ဆိုင်ဝန်တန်းလေးငွေမြောင်းငွေနိုင်ခကြီးထဲမှာပိုးချဖြူခင်ရဲ့ယောက်ျား PK တွန်းကဆိုင်ဝန်တန်းကောင်းလေးတယောက်ကိုခွေးမောင်းတယ်လို့အလုတ်ထုတ်လိုက်ကြောင်းကြားသိရပါတယ်ဒီဖြစ်စဉ်က online ပေါ်မှာအတော်လေးနာမည်ကြီးနေပြီးဝန်ထမ်းကိုယ်တိုင်ကသူခံရတဲ့အကြောင်းကိုအလုံးသိသွားအောင်ဗီဒီယိုဖိုင်နဲ့တကွမျှဝေခင်တာဖြစ်ပါတယ်။ ဝန်တန်းရဲ့ပြောစကားအရ PK ထွန်းတို့မိသားစုပေါ့သူ့ဘက်ကလွန်ကျူးခင်တာဘာမှမရှိပဲသမီးဖြစ်သူနဲ့တော့ TikTok ဆော့ခဲ့တာလို့ဆိုပါတယ် TikTok ကတော့သူ့ဘက်ကအရှင်ခွင့်မတောင်းမရိုက်ခင်တာမဟုတ်ပဲသူ့ဟာသူဆော့နေတဲ့ဗီဒီယိုမှာအကိုထွန်းရဲ့သမီးလေးကအတင်းဝင်ပြီးကတာလို့ပြောကြားထားပါတယ်ဒါကြောင့်သူကပိုးချပြုခင်စူမာဆိုလို့ကလေးကိုအတင်းမကပါနဲ့လို့ပြောပေမဲ့လေလုံးဝပြောလို့မရတာကြောင့်အတူရိုက်ကူးခဲ့ပြီးအဲ့ဒီဗီဒီယိုကိုလည်း online ပေါ်မှာတင်ပြခဲ့ပါတယ် ဇလန်ကဒီလောက်ပဲဖြစ်ပေမဲ့ဒီเจ้าကိုပိုးချဖြူခင်တို့လင်မယားတိသွားတဲ့အခါမှာတော့မုံမီးလောင်တလို့ပွက်လုံးရိုက်ခင်ပါတယ်။အချောင်းမကငါသမီးကိုထိတယ်ဆိုပြီးလဲနိုင်တဲ့စီမင်းပြောဆိုခဲ့တယ်လို့ပြဿနာဖြစ်ခဲ့ကြပါတယ်။အဲဒီနောက်သူ့ကိုထိုးချိတ်ကစိုင်းထဲကမောင်းထုတ်ခင်တယ်လို့ပြန်လဲပြောပြလာခဲ့ပါတယ်။ ဒါပေမဲ့လေရတနာဆန်ကချို့ဝန်ထမ်းတွေရဲ့ပြောပြခြင်းရတော့ကုလပွဲရှာလာတဲ့ဝန်ထမ်းလေးကနှုတ်သီးကောင်းရှာပါရှိပြီးဝန်ထမ်းတွေထဲမှာလည်းကလုံဆောင်မြဲလို့သူလိုကြားပြန်ပါတယ်ဗီဒီယိုဖိုင်မှာလည်းကက်ကက်လန်အောင်ပြောတော်တာမို့လို့ပြဿနာဖြစ်တုန်းကလည်းမလိုအပ်ဖြစ်တောင်းဆိုလိမ့်မယ်လို့ခံမှန်းရပါတယ် ။ဒါကြောင့်ဒီကိစ္စကဘယ်သူမှလဲမလဲဆိုတာပြောရခက်ပြီးကြီးစုသူတွေကတော့ဝန်ထမ်းကလည်းနည်းနည်းခြောက်ကျင်နေတဲ့နေ။ကလေးကိုအဲ့လိုကြားမကအောင်ပြောတော့ဟိုကတထေးလေး။သူကလေးကိုအဲ့လိုပြောတော့ပဲချိန်မလဲ။ငါလည်းငါသားသမီးကိုအဲ့လိုပြောရင်လည်းမချိန်ဘူး။တထေးနဲ့ပြရင်ကိုပဲလှုပ်ပြုံမှသီးသားနေ။ခုဟာကညံနေလို့လို့ထင်နေ။ကိုထွန်းလေးအမှန်ဆိုတိတ်ခါထင်ရမယ်လူကြီးတယောက်နေနဲ့လက်ပါစရာမလိုဘူးလို့သုံးသပ်ခဲ့ကြပါတယ် ပရိသတ်ကြီးတို့ရောခုလိုအကြဲအကြဲနဲ့ပွင့်ထွက်လာခဲ့တဲ့ PK ထွန်းတို့ကိစ္စအပေါ်ဘယ်လိုများထင်ကြပါသလဲနော်တိုင်းစုံငင်ကို JK Sophia နဲ့သူ့ဖန်တွေကအတင်းထထုတ်ကြတဲ့ပုံမှာခုလိုပြောလာတဲ့ထူအန်တွေ အောင်မြင်မှုတွေတချိန်တုန်းရရှိနေတဲ့တဲဆူငိမ့်တရားမနာလူသူတွေရဲ့အတိုက်ခိုက်တွေကိုဇက်တိုက်ဆိုသလိုရင်ဆိုင်နေရတာဟာအလုံးသိပဲဖြစ်ပါတယ်။ဖြစ်ပုံကတော့အလမေ JK Sophia admin ဖြစ်ဆောင်ရနေတဲ့သူ့ရဲ့ fan group messenger တစ်ခုကနေအတန်ဖိုင်နဲ့ screenshot တွေပေါက်ကြားလာတာပါ။ဒီထဲမှာတဲဆူငင်းကိုအလွန်ဆုံးရတဲ့အုံလုံးနဲ့စကလုံးတွေနဲ့အောက်စုဖွဲ့တင်းထုတ်ပြီးကုံတိတ်ကာကိုစော်ကားထားတာတွေကိုတွေ့ရပါတယ်။ ဒီစခရင်ရှော့နဲ့တာဖိုင်နီယာအချိန်တိုတွဲမှာပဲလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားခဲ့ပြီးဝေဖန်တန်နီလဲကျင်လောင်စွာထွက်ပေါ်လာခဲ့ပါတယ်။ဒီကိစ္စမှာ JK ဆိုဖီယာကိုရိုင်းတိုက်ခိုက်ပြောဆိုခဲ့တာမျိုးမရှိပေမယ့်သူက D group ရဲ့ admin ဖြစ်နေတဲ့အတွက်သူ့မှာတာဝန်မကင်းဘူးလို့လူများကဝေဖန်နေကြပါတယ်။ကိုရင်ဖန်တွေကိုမှန်မှန်ကန်ကန်မထိန်သိမ့်မယ်တခြားနှုတ်ပညာရှင်တယောက်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အခြေအနေတွေကိုဒီတိုင်းလွတ်ထားခဲ့တဲ့အတွက်အပြစ်တင်တဲ့ညံနေတာဖြစ်ပါတယ် ဒီဖြစ်ပျက်တွင်နေပတ်သက်ပြီးတဲဆုံငယ်ရဲ့ဆရာဖြစ်သူထူအလွင်ကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေတုံ့ပြန်ပြောဆိုလာပါတယ်။သူတပင်မှလည်းတဲဆုံငင်းကတော့ဒီကိစ္စလေးပေါ်မှာအေးအေးဆေးဆေးပဲရှင်နေပေမယ့်သူ့အနေနဲ့ကတော့ရှေ့မှာတစ်မျိုးနောက်ကွယ်မှာတစ်မျိုးလုတက်တယ်။မျက်နှာချိုးသွေးပြီးနောက်ကွယ်မှာအတင်းပြောတက်တဲ့လူတွေဟာတိတ်ကိုများလွန်းနေဆိုပြီးရေးသားခဲ့ပါတယ်။ မင်းသမီးကြီးဦးဝဲရဲ့ပုံစံကိုတမျိုးချင်းတို့ပြောပြလာတဲ့ဖြုံငွေစုံမြမနုပညာလောကမှာရောတခြားနယ်ပယ်မှာပါလူကြိုက်အများဆုံးနဲ့လွှမ်းမိုးမှုအများဆုံးရရှိထားတဲ့မင်းသမီးကြီးအင်ဒရာချောစင်ကိုဖြုံငွေစိုးကတော့ဘလို့ကြီးမှန်းမသိဘူးလို့ပေါ်တင်ထုတ်ပြောလာခဲ့ပါပြီ။ အိန္ဒြာကျော်စင်ဟာပြိသက်တွေချစ်စနိုးခေါ်တဲ့ဥဝဲဆိုတဲ့နာမည်နဲ့တူဆယ်စုနှစ်များစွာတိုင်အောင်စကားပေါင်းများစွာမှာပြိသက်ကိုဆွဲဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။မြမယုရှင်ထူးကျွန်စုကို၃ချိန်တိုင်တိုင်စုခုံးရရှိထားတယ်လို့မြမလွတ်လပ်ရေးသမိုင်းမှာအရေးပါတယ်။ရဲဘော်၃ချိန်ဝင်ပိုစီရရဲ့မြိတ်မြမစာပေလောကမှာထင်ရှားတဲ့စာရေးဆရာကြီးတကုံတာယာရဲ့တူမလေးဖြစ်ပါတယ်။အနုပညာရှင်တယောက်အနေနဲ့သာမကားပဲပြင်ပပုံဟာမှလည်းသူဟာအများလေးစားခံရတဲ့ပုံရိပ်ကိုတိဆောက်နိုင်ခဲ့ပါတယ်။ အနုပညာလောကသားတူဖြစ်တဲ့မင်းသားပြည်တူနဲ့အောင်မြင်တဲ့အိမ်တော်တစ်ခုကိုတည်ထောင်ထားနိုင်တယ်လို့သူတို့ရဲ့မိသားစုဘဝဟာပြည်သက်တွေအတွက်စံနမူနာတစ်ခုဖြစ်ခဲ့ပါတယ်ဒါအပြင်လူမှုရေးလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းကလည်းလူဖွဲ့စည်းတွင်တံမိုးရှိတဲ့သူတယောက်ဖြစ်မြင့်စေပါတယ်။ခြုံငုပ်ပြီးသုံးတက်ရမယ်ဆိုရင်တော့အင်ဒရာဂျော်ဆင်ဆိုရာကအရေးချင်းရှိတဲ့မင်းသမီးတယောက်ဖြစ်သားမကပရိတ်တန်လေးစားတဲ့စံပြမျိုးသမီးတို့ပြင်ယက်တီနီယာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လေဖြူငွေဆိုးကတော့အင်ဒရာကျော်စင်းနဲ့ပတ်သက်ပြီးသူ့ရဲ့တမှုထူးခြားတဲ့အမြင်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုဖြူငွေဆိုးကမဟုတ်ဝဲကအမလိုလေးစားရတဲ့သူပါ။မိကပြားနဲ့တတ်မှုမြင်တို့ကိုဆက်ဆံတယ်လို့သွားပေါင်းလို့တော့မရဘူး။အမကြတော့ရှိန်ရနေပေါ့နော်။အမနဲ့ရိုက်ကွဲမှပြန်ဆုံတော့အမကအရင်ကပုံစံတိုင်းပဲလို့ပြောပြလာခဲ့ပါတယ်။ပရိသတ်ကြီးရောမင်းသမီးကြီးဦးဝဲရဲ့ပုံစံကိုတမျိုးကြီးတို့ပြောပြလာတဲ့ဖြုံးငွေစိုးပုံဘလို့များထင်ကြပါသလဲနော်။